မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မင်းအောင်လိုင်းကရုရှားခေါင်းဆောင်ပူတင်ကိုဖျားပြရိတ်တော်ရကြွမင်းဆိုပြီးတော့တင်စားစေခဲ့သူလက်တယ်တရားခံဟာစစ်ကောင်စီရဲ့ဒုတိယနိုင်ငံသားရေးဝန်ကြီးလွင်ဦးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားခေါင်းဆောင်ပူတင်နဲ့မင်းအောင်လိုင်းတို့ဟာ Match 4ရက်နေ့ကတွေ့ဆုံတဲ့အချိန်မင်းအောင်လိုင်းကပူတင်ကိုမြတ်စွာဘုရားရဲ့ယာရိတ်ဒေါ်လာ ကျွမ်းမင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးတော့အဲ့ဒီအကြောင်းကိုရေးသားထားတဲ့စာအုပ်ကိုလည်း ပူတင်ထံကိုပေးအပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစာအုပ်ဟာအခိုင်အမာသုတေသနစာတမ်းလည်းမရှိဖျားဟောဟုတ်မဟုတ်အတိမပြုတ်နိုင်ပဲရှာဖွေဖော်ထုတ်ရေးသားသူဟာကလောင်အမည်မောင်လွေမြဲ့လို့သုံးစွဲနေတယ်။အခုစစ်ကောင်စီရဲ့ဒုတိယနိုင်ငံသားရေးဝန်ကြီးလွေဦးဖြစ်တယ်လို့သိရပါတယ်။သူကဇန်နဝါရီလ31ရက်နေ့1961ဖွားဖြစ်တယ်လို့သိရပါတယ်။မောင်လွေမြဲ့ဟာပါဠိဆရာကြီးဦးစောဆိုသူမြည်သူမှန်းမသိတဲ့စာရေးဆရာတအုပ်ရဲ့1938ခုနှစ်ကထွက်ခဲ့တဲ့စာအုပ်ဟာ စာမျက်နှာ48မျက်နှာပါတဲ့စာအုပ်ကြီးကိုကိုးကားပြီးတော့ရုရှားနဲ့မြန်မာပြည်ရဲ့ချစ်ကြည်ရေးကိုအမုန်းတင်ပြီးတော့ရေးသားခဲ့တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်က2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကထုတ်ဝေတဲ့သတင်းစာထဲမှာမောင်လွင်မြက်ကရေးသားခဲ့တာဟာမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာပထဝီတီနီယာအနေထားအရမိုင်ပေါင်း၄000ကျော်ကွာဝေးတော်လဲ။ယနေ့လက်ရှိကာလမှာနှစ်နိုင်ငံကြားဆက်ဆံရေးဟာမိတ်ဆွေရင်းမကညီကိုရင်းပမာစိတ်ချနှလုံးသားချင်းဆက်နွယ်ရစ်ပတ်လျက်ရှိပါသည်။ 1948ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကစတင်ပြီးတော့တန်တမန်ဆက်ဆံရေးစတင်ခဲ့ရာယခုနှစ်မှာ85နှစ်တိုင်တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီးစင်ရတုအချိန်ကာလနဲ့တိုက်ဆိုင်စွာဖြင့်နှစ်နိုင်ငံဆက်ဆံရေးဟာတမိုင်းကြောင်းတလျှောက်အထွန်းလဲအတောက်ပဆုံးအချိန်ကာလပင်ဖြစ်ပါသည်မူလရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဥဆောင်မှုအောက်မှာတည်တာထင်ရှားစွာတိုးတက်လာခဲ့ပေသည်လို့ဖားရပြီးတော့ရေးသားခဲ့မှုပါတယ် စစ်ဘုံလူထွက်ပြစ်တဲ့မောင်လင်မြေမြောက်လုံးပင့်လုံးများဟာအီမြနယ်တွင်မရက်သေးအစပင်ရှိသေး၏2015ခုနှစ်လောက်ကိုင်းစစ်ပွဲအတွင်းမှာပြည်ထောင်နိုင်ငံဘက်ကိုလက်နက်ကြီးချော့ပြစ်တဲ့အတွက်ယာရုကနေအနာခံလိုက်ရတဲ့လက်ရှိနိုင်ငံသားရေးဒုဝန်ကြီးဟာသူ့ကိုဆက်လက်ပြီးတော့တန်တမန်ယာရုအဲဒီကမှတစင်ဝန်ကြီးနေရာကိုပေးအပ်ထားတဲ့မင်းအောင်လိုင်းကိုဘောမတဲ့အနေနဲ့ဆက်လက်ပြီးတော့ဆက်ဖားပြန်တယ်လို့သိရပါဗျာ။ဗျာဒိတ်တော်ရှိခဲ့ဆိုတဲ့ခေါင်းစဉ်ကွဲအောင်မှာတိုးဆောင်တော့တဲ့ချစ်ကြည်ရေးကိုဆက်လက်ပြီးတော့ကလောင်သွေးပြန်ပါတယ်။ ်သွေးကသွေးသူကစမဖတ်တတ်ချေစာရေးဆရာတို့တတ်အပ်တဲ့စုတုပြုအတတ်ပညာမှလည်းခြာတူးလန့်ဖြစ်နေကသူကိုးကားတဲ့စာအုပ်ဟာဘဲခစ်ကာလကဘောင်ဝင်တောင်းဝင်တဲ့သမိုင်းစာအုပ်မဟုတ်ဘူးလို့သိရပါတယ်နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့သမိုင်းကြောင်းအစဉ်အလာများစွာရှိခဲ့ပါတယ်ထို့တဲ့ပို့ပြီးတော့ဂေါရမမြတ်စွာဘုရားလက်ထက်ကဗျာဒိတ်တော်ရှိခဲ့ရာယခုပုံမူပြီးတော့တိုးတက်မှုဟာကြမ်းကန်လာတဲ့ဖျားဟောင်းတဲ့အမိဖြစ်တဲ့အလျောင်းကျက်တည်ရဲ့မင်္ဂလာအဖျားပြားနဲ့ပြည့်ဝသောဖြစ်စဉ်တစ်ခုဖြစ်ပေသည်လို့ ထမှန်ဖားရပြီးတော့ပြောဆိုခဲ့ပါသေးတယ်စစ်ကောင်စီရဲ့ဒုတိယဝန်ကြီးတအုပ်ကဂေါရမဗျာဒိတ်ကိုတကယ်ပဲသူယုံတယ်လို့ရေးခဲ့တာလားစာဖတ်သူတွေကိုကြောက်ချစေတဲ့ပုံစံမျိုးနဲ့ရေးခဲ့တာလားမသိရတော့လဲစာအုပ်အဖြစ်နဲ့ထွက်ပေါ်လာခဲ့သေးတယ်လို့သိရပါတယ်အဲ့ဒီစာအုပ်ဟာယခုခါရုရှားအာဏာရှင်ပူတင်နဲ့တွေ့ဆုံတဲ့အချိန်မင်းအွန်လိုင်းလက်ဝယ်ကင်ထားတဲ့ပရေဖုံးစာအုပ်ဖြစ်ပြီးတော့ ပို့ပြီးတော့ထင်ရှားကြော်ကြားသွားတာကတော့အဲ့ဒီကြွက်ပုံမြင်ဟာယခုခါမှာရန်ကုန်မှာရှိတဲ့ပန်တမန် အတိုင်းဝိုင်းကြားထဲမှာတော့ခွက်ခွက်နန်းအောင်ရင်မောနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်အေယာဝတီရေတပ်စခန်းဌာနချုပ်မှာရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းရဲ့အမိန့်နဲ့အရေးပေါ်ရရအတွက်ရုတ်ဖက်ပူဇော်နိုင်ရန်အတွက်ပထမယွနီတင်နာများကိုပို့ချပေးနေပြီရေဒတ်ဦးစီးချုပ်ရဲ့ဇနီးအပါအဝင်အရာရှိဇနီးမှန်သမျှအားလုံး တင်တဲ့တက်ရောက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ၁ရက်နေ့ကနေ9ရက်နေ့အထိ AUD ရေတဲ့စခန်းဌာနချုပ်ဓမ္မယုံမှာပဋ္ဌာန်းညွန်ဤတင်တဲ့များကိုဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီးငွေလရတနာအဘိဓမ္မာတင်တဲ့မှုဟာအငိမ့်သာဘိုးချုပ်တင်ငွေရဲ့သမီးနဲ့ စစ်ဆေးဆရာဝန်တရင်မှုရဲ့ဇနီးခင်သာနာဦးတို့ကဥဆောင်ပြီးတော့တင်နန်းပို့ချနေခြင်းဖြစ်တယ်လို့သိရပါဗါရဲအဲ့ဒီပထန်းကျော်နီးတင်နန်းကိုကာကွယ်ဦးစည်းချုပ်ရေဘိုးချုပ်ကြီးထိန်ဝင်းရဲ့ဇနီးနဲ့အတူအရာရှိများရဲ့ဇနီးများတက်ရောက်နေရပြီးတော့တင်နန်းတက်ရောက်ခြင်းမရှိတဲ့သူများကိုအရေးယူမယ်ဆိုပြီးတော့မဖြစ်မနေတက်ရောက်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗါရဲဒီကနေ့မက်ချ်လ9ရက်နေ့မှာတင်နန်းစင်းပွဲနဲ့စုပေးပွဲများကိုပြုလုပ်သွားမှာဖြစ်ပြီးတော့ရေဒတ်ဌာနချုပ်ဓမ္မယုံမှာလည်းဒီကနေ့ညနေ၄နာရီခွဲကစတင်ပြီးတော့နေ့စဉ်ဓမ္မစကြာတုတ်တံကိုရုတ်ဖတ်ရန်လဲအမိန့်ထုတ်ထ ထားတယ်လို့သိရပါတယ်။ပြည်အဝတီရေတပ်စခန်းဌာနချုပ်တန်လျက်စုံးမှာပထမတင်တန်းခုနှစ်ရက်ဖွင့်လှစ်နေပါတယ်။ကာကွယ်ဦးစီးချုပ်ရေဘိုးချုပ်ကြီးထိန်ဝင်းရဲ့မိမကိုယ်တိုင်တက်ရောက်နေရတယ်။အရာရှိဇနီးတွေအကုန်လုံးမတက်မနေရဆိုပြီးတော့မတက်ရင်လည်းအရေးယူမယ်ပြောလို့အကုန်လုံးတက်နေကြရတယ်။ရေတပ်ဌာနချုပ်ဓမ္မယုံမှာလည်းနေတိုင်းဓမ္မစက်ချာတုတ်တံကိုရုတ်ဖက်ရမယ်ဆိုပြီးတော့အမိန့်ထုတ်ထားတယ်လို့တက်တွင်းသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပဲခူးမြို့နယ်အင်းတကောမြို့ ကင်းပိုင်ကျုံကြီးရွာမှာစစ်မှုထမ်းကြီးဆိုပြီးတော့အတင်းအဓမ္မငွေကြေးလိုက်လံကောက်ခံနေတယ်။ယာယီမှုကြော်ထူးကိုပြက်ခတ်ရှင်းလင်းခဲ့ရအောင်။တေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ9ရက်နေ့နေ့လယ်12နာရီခန့်အချိန်မှာဗကုံးမြို့နယ်ကင်းပိုင်ကျုံကြောက်တန်းလန်းတနေရမှာကင်းပိုင်ကျုံကြီးရွာကစစ်ကောင်စီကယာယီမှုကြော်ထူးကိုအင်းတော်မျိုးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကတနက်နဲ့နှစ်ချက်ပြက်ခတ်ရှင်းလင်းခဲ့ရအောင်။နေရာမှာတင်ပွဲချင်းပြီးတေးဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီနေ့ကပဲစစ်မှုထမ်းကြီးတွေလိုက်ကောက်ခဲ့သေးတယ်။ ပြစ်ခတ်ရှင်းလင်းခံရပြီးတော့သူ့အကိုတင်ထွန်းဆိုတဲ့ကျန့်ဖို့ပါတီဥက္ကဋ္ဌကစစ်ခွေးတွေကိုရွာတွေကိုခေါ်ပြီးတော့လှက်ပတ်ရန်ကားတယ်လို့သတင်းရတယ်။အခုချိန်ထိလည်းရွာထဲမှာစစ်စေးရှာဖွေမှုတွေလုပ်နေတော့မဲ့ရွာသူရွာသားတချို့ကိုလည်းဗကုံးမျိုးကိုဖမ်းသွားတယ်လို့သိရတယ်လို့တချို့ကိုလည်းပြန်လွတ်လာပြီးလို့သတင်းရထားတယ်။ ပြစ်ခတ်ရှင်းလင်းခဲ့တဲ့ရဲဘော်တွေအားလုံးကတော့ဘေးကင်းရာနေရာကိုရောက်နေပါပြီလို့အင်းတကောင်မျိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါတယ်။တိမ်ဆုံသွားတဲ့ရာယမှုကြော်ထူးဟာကြေးပါအတွင်းမှာနေတဲ့ပြည်သူများကိုစစ်မှုမထမ်းမနေရဥပဒေနဲ့ချင်းချောက်ပြီးတော့စစ်မှုထမ်းခြင်းများကိုစီရင်ချမ်းသာမရွေးမညမတာကောက်ခံခြင်းကြေးရွာအတွင်းမှာစစ်သားရဲများနဲ့အတူကင်းလက်ရာမှာလိုက်ပါခြင်း ်မြည်သည့်ပြဿနာကြီးငယ်မစိုးစစ်သားရဲများကိုခေါ်ယူပြီးတော့ဖမ်းကိုင်းခြင်းကင်းပိုင်ကျုံအုပ်ချုပ်ရေးမှုရဲ့ကိုစား၎င်းကကြေးရွာနေပြည်သူများအပေါ်ကိုနိုင်ထက်စီးနှင်းများကိုလှုပ်ဆောင်နေခြင်းတို့ကြောင့်ကြေးရွာနေပြည်သူများရဲ့တိုင်တန်းချက်များအရာပြစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။အင်းတော်မျိုးပြည်သူကာကွယ်တပ်ဖွဲ့အနေနဲ့စစ်ကောင်စီရဲ့တောက်တိုင်များကိုဆက်လက်ပြီးတော့တုတ်တင်ရှင်းလင်းသွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုကာကွယ်ပေးသွားမှာဖြစ်ကြောင်းပြည်သူလူထုအခက်အခဲမှန်သမျှကိုကူညီဖြည့်ရှင်းပေးနိုင်ရန်စူးစမ်းသွားမှာဖြစ်ကြောင်းပြည်သူလူထုရဲ့အကျိုးစီးပွားကို ထိပါစေမဲ့မြည်သည့်ရံကားမှုမျိုးကိုမဆိုလက်ခံမှာမဟုတ်ကြောင်းထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ရေစွန်းတော်ရွာကိုစစ်တပ်က၃ရက်ဆက်တိုက်စီးနှင်းခဲ့ပြီးတော့ပြည်သူ၅ဦးကိုတပ်ဖြတ်ကရွာလုံးကျွတ်မိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂ရက်နေမနက်၆နာရီခွဲအချိန်ကမှရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသမှာရှိတဲ့ရေစွန်းတော်ရွာကိုအကြမ်းစစ်တပ်ရဲ့ပခောက်ကူတက်မှတရတဲ့ရေစကြုံမှာရှိတဲ့နှင်း၅၆နှင်း၅ခွန်နှင်း၅၈တိုင်ရင်တို့ကအင်အား၂၀၀ဝန်းကျင်ရှိတယ်။အကြမ်းစစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်းရောက်စီးနှင်းပြီးတော့ နေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြေစွန်းတော်ရွာကအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထိမ့်မြင်အသက်88နှစ်အရွယ်ဦးတန်မဏိအသက်60အရွယ်ဒေါ်တန်းပြည့်နဲ့အသက်86နှစ်အရွယ်ဒေါ်လာငွေတို့ကို ဖန်စီတက်ပြတ်ခြင်းနဲ့မိရှုတက်ပြတ်ခြင်းများကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်ဆက်တက်စစ်ကြောင်းဟာကျေးပါအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းဥစ္စာများအားလုံးကိုခိုးယူလူရက်သွားပြီးတော့မက်လ၄ရက်နေ့အထိ၃ရက်ဆက်တိုက်မိရှုဖျက်ဆီးခဲ့ခြင်းကြောင့်ရွာလုံးကျွတ်နီးပါးမိလောင်ပြကြခဲ့ရတယ်လို့သိရပါဗါး စစ်ကောင်စီစစ်ကြောင်းဝင်လာတော့မှလွတ်အောင်ထွက်မပြေးနိုင်တဲ့တကြီးရွယ်တွေအပါအဝင်ပြည်သူတွေကိုစစ်ခွေးတွေကတတ်ဖြတ်သွားပါတယ်လက်တလော့အတီးပြုတ်နိုင်တာကတော့ပြည်သူ၅ဦးရှိတယ်တချို့ကတော့တတ်ဖြတ်ပြီးတော့နေအိမ်နေနဲ့အတူမီးရှို့ပြီးတော့အလောင်းဖြောက်ခဲ့တာတခြားအတီးမပြုတ်နိုင်သေးတဲ့တတ်ဖြတ်ခံရတဲ့လူတွေလည်းရှိနိုင်ပါတယ်သူတို့မအုပ်ချုပ်နိုင်တဲ့နေမြေကအပြစ်မဲ့တဲ့ပြည်သူတွေကိုဆင်းရဲဒုက္ခမျိုးစုံပေးပြီးတော့ရုံမှာအောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေကြတာလူစိတ်ကင်းမဲ့နေတဲ့စစ်တပ်လိုပဲပြောချင်ပါတယ်လို့ရေစကြိုတောင်းရှစ် ် Info Committee အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီအကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာ match လ9ရက်နေ့မနက်9:25မိနစ်ခန့်မှာဇေယျနီကျေးရွာကိုရွာလုံးကျွမိရှုဖျက်ဆီးခဲ့ပြီးတော့အဲ့ဒီနေ့ညနေ4:10မိနစ်ခန့်မှာတာကောင်လေးကျေးရွာကိုလည်းဝင်ရောက်စီးနှင်းမိရှုခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဖားဒမင်မြို့နယ်နဲ့ကြောက်ချင်းမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးပြီးတော့နေအိမ်၅လုံးကမိလောင်ပြာကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ6ရက်နေ့မွန်လွယ်၃နာရီကျော်ကမှအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဖားဒမင်မြို့နယ်နဲ့ကြောက်ချင်းမြို့နယ်အဆက်မှာရှိတဲ့ကြောက်ချင်းပေါ့ရွာနဲ့မကြီးတော်ရွာကိုလေရင်နဲ့ဘုံ၆လုံးကကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကြောက်ချင်းပေါ့ရွာကအသက်63နှစ် နှစ်အရွယ်ဒေါ်ထွေးနဲ့မကြီးတော်ရွာကအသက်55နှစ်အရွယ်ဦးအောင်မြင့်အေးအသက်53နှစ်အရွယ်ဒေါ်ခိုင်ဦးတို့တင်ဆောင်ခဲ့ပြီးတော့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်၅လုံးခန့်မိလောင်ပြချခဲ့ရတယ်လို့သိရပါဗျ။တမဟာနှစ်နဲ့တမဟာသုံးကြားထဲမှာရှိတဲ့ကြောက်ကြီးပေါက်တရားထိတ်မကြီးတော်ကိုကျဲသွားတာပါအမျိုးသမီးနှုတ်နဲ့အမျိုးသားသုံးဦးတေဆုံးသွားတယ် ိမ်တွေကတော့မီးလောင်နေတာကိုတွေ့ရတယ်။နေအိမ်၅လုံးလောက်ပျက်စီးမယ်လို့ခန့်မှန်းရပါတယ်။ဘာလီရင်နဲ့လာကျဲသွားတယ်ဆိုတာကတော့မသိရဘူး။ကျဲချသွားတာ၆လုံးလောက်ရှိတယ်။စက်တက်နဲ့တွေနဲ့လည်းပြစ်တယ်။ဒဏ်ရာရတဲ့လူ၃ဦးကလည်းမကြီးလို့ရွာကပဲတိုက်ပွဲဖြစ်ွားတာလည်းမရှိပါဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ